မင်္ဂလာပါရှင်။ဒက်ဆလင်မီနီနျူးရဲ့စက်တင်ဘာလ25ရက်နေ့ည8:00နာရီထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။နေဝီယန်နဲ့ဆွေပြည်သစင်ရဲ့မင်္ဂလာပွဲမှာတီးဆူဖြောပြေးသွားမယ်။ဒီဒီကျဲဆိုတော့၃ရောက်တို့ရဲ့တရင်။ဆွေပြည်သစင်နဲ့ဟေဝီယန်ဖြစ်ကိုကြည့်ပြီးမင်္ဂလာမဆောင်ရတော့ဘူးလို့ပြောလာတဲ့မင်းပကြီးတို့ရဲ့တရင်။အင်းလေးစကားပြောမှာတိတ်ဆူငိမ့်ထက်ပို့ပြီးတော့သဘာဝကြကြနဲ့ဒီပေရှိရှိပြောနိုင်တဲ့ JK ဆိုဖီယာရဲ့တရင်။ချစ်စရာကောင်းတဲ့သမီးလေးကိုရရှိထားပြီးဖြစ်ကြောင်းပရိသတ်တွေကိုတီးပေးလာတဲ့ဆူရောဖြိုကြီးတို့ရဲ့သတင်းပါဝင် လက်တော်ရွာမှာအเจ้าမတက်ဖဲနဲ့လေလုံနေရပေမယ့်ဘာသာစကားမျိုးစုံပြောတတ်နေတဲ့ပအိုတိုင်းရင်သားမာကီရဲ့သတင်းတွေကိုရှုစားရမှာပဲဖြစ်ပါရဲ့ရှင်။အင်္ဂလိပ်စကားပြောမှာတိတ်ဆူငိမ့်ထက်ပို့ပြီးတော့တဘာဝကြကြနဲ့အသေးပဲရှိရှိပြောနိုင်တဲ့ JK ဆိုပြီးအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကားကြိုဆိုလိုက်ပါရီ မကြာခင်မှာ Miss Grand International 2025ပြိုင်ပွဲကြီးကိုကျင်းပတော့မှာဖြစ်ပြီးအလမေချီကေဆိုပြီးရကတော့အားလုံးထက်ပိုပြီးတော့ဆင်သင်ဖြစ်နေပြီ။လွန်ခဲ့တဲ့နှစ်ကတော့ရောက်ရှင်ပြိုင်ခဲ့တဲ့သဲစုငင်းကစ조사အထုံးမှုကောင်းလို့သူ့လောက်조사ရဲ့အလမေမရှိနိုင်တော့ဘူးလို့ထင်ထားခဲ့ပါရီ။သဲစုငင်းကအသက်16နှစ်ရွယ်မှာသွားပြိုင်တာဖြစ်ပေမဲ့လားပြိုင်သူတွေအားလုံးထဲမှာ조사အထုံးမှုတွေကအကောင်းဆုံးဖြစ်ကြောင်းမကြာခဏပြောခဲ့သူပါ။ဒီအပိုင်းတွေအတွင်းမှာထွက်ပေါ်လာတဲ့ချီကေဆိုဖီးယားရဲ့ public speaking ကြောင့်ခြေကားပို့ပြီးတော့စကားပြောကောင်းတာကိုသတိထားမိသွားခဲ့ကြပါတယ်။ Miss Grand International ရဲ့အဓိကရည်ရွယ်ချက်ကတော့ stop the war ဖြစ်တာကြောင့်မလို့ JK ကမငြိမ်မသက်ဖြစ်ခြင်းရဲ့နောက်ွယ်ကစိုးကျိုးတွေကိုပြောပြသွားခဲ့ပါတယ်။အချင်းချင်းအစီအမပြေဖြစ်နေတဲ့အခါမှာဂျားတဲ့ကပညာရေးကျန်းမာရေးစီးပွားရေးစားစရာမှာနှောင့်နှေးတတ်တဲ့အကြောင်းကို JK ကပြောသွားခဲ့ပါတယ်။အလားအမေတွေကလည်းနိုင်ငံကိုကိုးစားပြုတာကြောင့်နိုင်ငံမှာဖြစ်နေတဲ့အကြောင်းအရာတွေကိုနိုင်ငံတကာသိရှိအောင်ပြောပြရမယ့်တာဝန်ရှိတယ်ဆိုတဲ့အတိုင်း ခြေကရပြ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 ောသွားခဲ့ပါရီခြေကပြောတဲ့အကြောင်းအရာတွေကတဘာဝကြားတဲ့ပြင်အင်္ဂလိပ်စကားပြောကလည်းကောင်းမွန်နေတာကြောင့်သူ့ကိုပို့ပြီးတော့သဘောကျနေကြပါရီတဲဆိုရင်ဟာ international school မှာတက်ခဲ့သူဖြစ်လို့အင်္ဂလိပ်စကားပြောကောင်းပေမဲ့လည်းအသက်ငယ်သေးတဲ့အချိန်မှာစိတ်လှုပ်ရှားသွားခဲ့ပါရီအဘာဝကြားရဲ့ပြောဆိုမှုမဟုတ်တာကြောင့်ဝေဖန်မှုတွေရှိပေမဲ့လည်းတဲဆွန်ရဲ့ပြိတ္တတွေကတော့သူ့လောက်တာမှပြောတဲ့လိုလားဆိုပြီးပြန်မိတတ်ကြပါရည် အခုတော့တိုင်းစုငိမ့်ထက်ပို့ပြီးတော့သဘာဝကြကြပြောတတ်တဲ့ JK ပေါ်လာခဲ့ပြီဖြစ်ပြီးတော့သူ့ရဲ့ရေချင်းတဲ့မနေเจ้าကိုပြသနိုင်ခဲ့ပါတယ်။ JK ကပြိုင်ပွဲတွေအတွက်စကားနည်းနည်းပြောပြီးတော့လုပ်တွေနဲ့ပဲတသက်ပြခဲ့တဲ့သူဟာအင်္ဂလိပ်စကားပြောကိုသေချာနားလည်တဲ့သူနဲ့ကျွမ်းကျင်တဲ့သူတွေကသူတို့နှစ်ယောက်ကြားကဌာနသက်ကိုနားလည်ကြပေမဲ့အချို့တွေကတော့ဒေါနဲ့မောနဲ့ပြောတာကိုမှမမှန်ပါတယ်လို့ထင်ကြပါတယ်။အလာမေရီရဲ့အပြုအမူပြောဆိုတွေကလည်းရေးပါတာကြောင့် စကားပြောတဲ့အခါမှာသဘာဝကြကြနဲ့နားဝင်လဲအောင်ပြောချက်ဖို့ကလည်းအရေးပါကြောင်း JK ကတော့ဖော်ပြသွားခဲ့ပါပြီ။ JK ကတရပုကမရရင်ယူရပါလိမ့်မယ်ဆိုပြီးတော့လည်းမပြောသလိုဗုဒ္ဓင်အတွက်မုံဘိုးတွေစုထားကြတော့လို့လည်းမပြောပဲ။ကိုပိုင်ရင်ချင်းနဲ့ပဲရှင်းပြန်သွားမှာပါ။ JK ကကက်တဝါကိုလည်းအစွမ်းကုန်စူးစမ်းနေုံမကဘဲနဲ့သူပြောတဲ့အကြောင်းအရာတွေကလည်း Miss Wan ရဲ့အဓိကရည်ရွယ်ချက်နဲ့ကိုက်ညီမှုရှိနေပါရဲ့။ ဒါပါပေါ်မှာမပြစ်မနေရေးကြီးတဲ့ရာကိုပလတ်စတစ်လိုမပြောသွားပေမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေကိုပါထုတ်ဖော်ပြီးတော့ပြောသွားနိုင်တာကြောင့်ပြည်ပွဲနီးမှာပဲ JK ကိုအားပေးသူတွေများလာခဲ့ပါရီ JK ကအလားအပါအာသာစကားရုပ်ရည်ပြေဆုံးနေပေမဲ့လည်းမြန်မာပရိသတ်တွေကတော့ network ကိုမကြိုက်လို့ Miss Wan ကိုအားမပေးတာတော့ပါလောကရဲ့နေတွေကအလှမယ်တွေအတွက်ပုံတင်ကိုဒေါ်လာတန်းနဲ့ချိပြီးတော့ပေးခဲ့ပေမဲ့တကယ်လက်တွေမှာတော့ငွေကုန်ပြီးတော့အချက်ကွဲလာရုံသာရှိခဲ့ပါသေး යි ။ network ကစီဝါရေးဆန်လို့ဒီပွဲကိုအားမပေးချင်ကြပေမဲ့ ရေကအရေးချင်းရှိနေတာကိုတော့မိထားလို့မရပါဘူး။တည်ငြိမ်ရဲ့ချက်တင်စိတ်ထားလေးရှိတဲ့ပြင်စူးစမ်းအားထုတ်မှုလည်းကောင်းတဲ့ရေကနေနေလေးအိမ်နဲ့သဲစုငယ်ရဲ့အောင်မြင်မှုတွေကိုစော်တက်နိုင်မလားဆိုတာစိတ်ဝင်စားနေကြပါရည်။အင်းဒီလေးအိမ်က first runner S ကိုရထားသလိုတဲဆုရင်ကလည်း second runner S ကိုရဖူးတာကြောင့်ဂျီကီကသူတို့ကိုကြောတက်ချင်ရင်ဝင်းနာတရဖူကြီးကိုရမှသာစံချိန်ထိုးနိုင်မှာပါဂျီကီဆိုဖီယာနဲ့တဲဆုရင်လျောက်ရဲ့ public speaking မှာဘသူကပို့ပြီးတော့တဘာဝကြကြနေနားထောင်လို့ကောင်းနေလေဆိုတာ ကွန်မန့်မှာမြင်လေးတွေကိုပြောပြပေးခဲ့ပါအောင်ရှင်။တရှိုးအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆိုပြီးတဲ့စင်းနဲ့ဟင်းဝင်ရဲ့ဖြစ်ကိုကြည့်ပြီးတော့မင်္ဂလာမဆောင်ရဲ့တို့လို့ပြောလာတဲ့မိဘကြီးပရိသတ်ကြီးအင်တာနက်ကိုဖွင့်လိုက်တာနဲ့လက်ရှိမှာတော့ဖုန်းလေးတစ်ချော့ချော့ပြနေတဲ့လူပညာရှင်စုံတွင်တရင်ကတော့ မင်းသားမျိုးရည်နဲ့မင်းသမီးချော်ဆိုပြီးတဲ့စင်တို့ရဲ့ဆေးဆက်ပွဲလေးပဲဖြစ်ပါရည်။ရိုမန်တစ်ဆန်ဆန်နဲ့အိမ်မက်တီတွေကလိုလက်ထက်ခွင့်တောင်းတဲ့မြင်ကွင်းလေးဟာစီနူးစရာဖြစ်ခဲ့ပေမယ့်အခုခါမှာတော့ online ပရိသတ်တွေကြားမှာဝေဖန်စရာဝိုင်းဟားစရာကြံပေးစရာတွေနဲ့ပွဲကြီးတစ်ခုလိုဖြစ်နေခဲ့ပါပြီ။ဒီလိုဝေဖန်မှုတွေနဲ့တန်ကိုမကြားခင်မှာမင်္ဂလာဆောင်မှုရည်ရွယ်ထားတဲ့မင်းသမီးမိဘကြီးတယောက်မြင်ပြီးတော့စိတ်ကုံလာတဲ့အကြောင်းပြောလာခဲ့ပါရည်။ မင်းသမီးကျော်စုဝေးသင်းရဲ့မွေးနေ့ဝယ်လေးမှာချစ်သူဖြစ်တဲ့ဟေဝီယန်ကတိမ်မောင်းတောင်းချီတန်းနဲ့ပြည်တဲ့ဗရန်များနဲ့စိန်နှင်းစုကြီးနဲ့ဒူးထောက်လက်ထက်ခွင်တောင်းခဲ့တာဟာပရိသတ်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။ဆိုပြီးတော့ဟေဝီယန်လက်ထက်ခွင်တောင်းတာကလက်ခံခဲ့တာမလို့သူတို့နှစ်ယောက်ရဲ့ချစ်ခီလန်ကတော့ပန်ခင်လန်းပေါ်ကအလှပါဆုံးမြင်ကွင်းတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ဒီပွဲမှာပရိသတ်တွေရဲ့အလွန်မပေးတဲ့ဝေဖန်မှုတွေကတော့အဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။ပထမဆုံးပွဲဆူသွားတာကတော့တိမ်တောင်းချီတန်းနဲ့ဆိုတဲ့လက်စွပ်ကြီးပါပဲ။ အချို့ကတော့ခြေတို့နည်းနည်းတူးလိုက်တာအချို့ကလည်းရှေ့ပစွန်ဆိုင်ကဂိမ်းမုံဒီဇိုင်းနဲ့တူးတယ်ဆိုပြီးတော့ဝိုင်းဟားခဲ့ကြပါရင်ဂျိုင်းမဲလက်စွပ်ထက်ပို့ပြီးတော့ပွဲစုသွားစေခဲ့တာကတော့အဓိကသူတို့သားလောင်းနဲ့သူတို့သမီးလောင်းရဲ့ fashion ပါပဲလူဝီရန်ကကျဲမမီနဲ့ကိုအင်းကြီးကိုဝတ်ချတာကကွမ်းနေပြီမလိုက်ပတ်ဘူးလို့ဝေဖန်ခံခဲ့ရပါရင်အဲ့တဲ့ပို့ဆိုတာကတော့မင်းသမီးစုဝေးတဲ့ဇင်းရဲ့ဝတ်စုံပါပဲ မွေးနေ့ရှင်ရောလက်ထက်ခွင့်တောင်းခံရသူရောဖြစ်တဲ့ဘဝရဲ့အရေးကြီးဆုံးနေ့မှာတောင်းစုပြစ်တရားအရောက်မထွက်မလဲမဆန်းတဲ့ပြင်တဝဲထားတဲ့ဝစ်စုံကြီးဟာချန်စီအိုကွယ်ချက်အုပ်ဆောင်ထမင်းအုပ်ဆောင်မီးအုပ်ဆောင်စသည်ဖြင့်အွန်လိုင်းမှာနမီမျိုးမျိုးနဲ့ဝေဖန်ခံနေကြရပါတယ်ဖက်ရှင်ကျင်းသာတင်းတဲ့မင်းသမီးဆိုတဲ့ဂုံပုတ်ကိုထပ်ပြီးတော့တသက်ပြလိုက်တယ်လို့ဖြစ်သွားခဲ့တယ်လို့ပရိသတ်တွေကဆိုကြပါရင်နောက်ထပ်ဝေဖန်ခဲ့ရတဲ့ချက်ကတော့ဟင်းဝီရန်ဟာလက်ထပ်ခွင့်တောင်းတဲ့အချိန်မှာ ဒုမထောက်ခဲ့တာကြောင့်ဟိဝေယံကစုပြစ်သစဉ်ကိုတကယ်မချက်ဘူးဟန်ဆောင်နေတဲ့ဆိုပြီးဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်ဒီလိုဝေဖန်မှုတွေကိုကြည့်ပြီးတော့မကြာခင်မှာမင်္ဂလာဆောင်ဖို့ပြင်ဆင်နေတဲ့မင်းသမီးမေဘကြီးကတော့စိတ်ကုန်နေပုံပါပဲမေဘကြီးကနမေကြီးထိတ်တဲမင်းသမီးတယောက်မဟုတ်ပေမဲ့ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာသူပရိသတ်နဲ့သူနီးယားတနီးယားခိုင်မာရရှိထားသူဖြစ်ပါတယ်ဗီဒီယိုခေတ်ပြတ်သွားချိန်မှာတော့ online live စေးလောကမှာ နမဲကြီးတို့ဖြစ်လာပြီးတော့ကိုပိုင်မတ်စိတ် MBC နိုင်ငံတီကိုပါထုတ်လုပ်ရောင်းချနေတဲ့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တို့လည်းဖြစ်ပါရည်။မိဘကြီးကသူမရဲ့ကြိုးစားမှုတွေနဲ့တိစောက်ထားတဲ့ဘဝခီးလမ်းမှာအိမ်တော်ပြုဖို့ဆုံးဖြတ်တဲ့အခါမှာဒီလိုဝေဖန်မှုတွေကိုကြောက်နေမိတယ်လို့ဆိုပါရည်။ဆိုပြတဲ့စင်တို့ဆောင်ရဲလို့ပဲသူမလည်းဝေဖန်ခဲ့ရမှာကိုစိုးရိမ်နေပါရည်။မင်္ဂလာပွဲဆိုတာကကိုစိတ်ချမ်းသာဖို့အဓိကမဟုတ်ဘူးလား။ဘာကြောင့်လူတွေကဒီလောက်တောင်မှဝေဖန်နေကြရလဲဆိုပြီးတော့မိဘကြီးကမိကွန်းထုတ်ခဲ့ပါရည်။ မိဘကြီးကသူမအနေနဲ့လေကိုယ့်ရဲ့မင်္ဂလာဝဲမှာဒီဖြစ်ပျက်မှုတွေနဲ့ကြုံတွေ့ရမှာကိုကြောက်ရွံ့နေပြီးတော့ဒီဝေဖန်မှုတွေကြောင့်မင်္ဂလာမဆောင်ရဲတော့လောက်အောင်ပါပဲလို့ရှင်ခွင်ခဲ့ပါရီပရိသတ်ကြီးရောဟင်းဝရနဲ့ဆွေဝေသင်ဝေဖန်ခဲ့ရတဲ့ပုံမှာဘလို့မျိုးထင်မြင်ယူဆကြပါသလဲကိုယ့်ရဲ့အရေးကြီးဆုံးနေလေးမှာပျော်ရွှင်နေတဲ့စုံတွေတွေကိုဒီလောက်ထိဝေဖန်ကြတာဖြစ်တယ်မရဲ့လားအားလုံးရဲ့အမြင်လေးကိုလည်းမျှဝေပေးခဲ့ကြပါအောင်ရှင် ချစ်စရာကောင်းတဲ့တမျိုးလေးကိုရရှိထားပြီးဖြစ်ကြောင်းပရိသတ်တွေကိုတည်ပေးလာရေးဆိုတော့ဖြူကြည်မင်္ဂလာပါပရိသတ်ကြီးရှင်တချင်ကတချင်ကောင်းတွေနဲ့ပရိသတ်တွေအားပေးမှုကိုခိုင်မာရရှိခဲ့ပြီးနောက်ပိုင်းမှာလူပညာလောကကလည်းအချိန်တော်ကြာတောက်ွယ်သွားခဲ့တဲ့ဆိုတော့ဖြူကြည်စီကလည်းအခုဆိုရင်တော့အတိုင်းမသိဝမ်းသာစရာသတင်းကောင်းတစ်ခုချက်ပေါ်လာခဲ့ပါရီပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့သူရဲ့မိသားစုဘဝလေးဟာအခုဆိုရင်တမိရဏလေးနဲ့ရောက်ရှိလာမှုနဲ့တူပို့ပြီးတော့ပြေဆုံးသွားခဲ့ပြီးဖြစ်ပါရီပရိသတ်တွေတည်ကြတဲ့အတိုင်းဆိုတော့ဖြူကြည်ဟာ မြပညာလောကနဲ့နှစ်တော်ကြောင့်ဆက်သွေးပြက်ပြီးပြိသက်ရှိရနေပျောက်ကွယ်နေခဲ့ပြီးနောက်မှာတော့သူ့ရင်ငဲချီဦးဖြစ်တဲ့မက်ခိုင်မမို့တဲ့နဲ့ပြန်လည်ဆုံစည်းပြီးတော့ตายရတဲ့အိမ်တော်တစ်ခုကိုတိစောက်ခဲ့ပါရီသူရဲ့ချစ်စနီးဖြစ်သူမက်ခိုင်မမို့တဲ့ဟာရန်ကုန်မြို့ကနမေကျော်စိန်ဆိုင်ကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်ပြီးချမ်းသာကျေဝါရဲ့လုပ်ငန်းရှင်တိုင်ဝိုင်းကဖြစ်ပေမယ့်ဖြိုးကြီးနဲ့တူဘဝကိုအေးအေးကြဲကြဲဖျက်ဆီးနေသူတယောက်ပါသူတို့နှစ်ဦးရဲ့မင်္ဂလာဝေကလည်းအများနဲ့မတူတကယ်ကိုမှချီးကျူးစရာကောင်းခဲ့ပါရီ ကြီးကျယ်ခန္ဓာရင်းမင်္ဂလာအိတ်ခံပွဲကြီးကိုမပြုလုပ်ဘဲဒီမင်္ဂလာပွဲတွေကုန်ကြမယ်ဈေးငွေအလုံးကိုအဲ့အချိန်ကဖြစ်ပွားခဲ့တဲ့ငလင်ဘေးတင်ပြည်သူတွေအတွက်အလုံးစုလူတန်းပေးကြတာဖြစ်ပါတယ်။သူတို့ရဲ့မုံမြတဲ့စိတ်ထားနဲ့စတင်ခဲ့တဲ့အိမ်အောင်ရေးလေးဟာအခုဆိုရင်တော့အချစ်ရဲ့အသီးပွင့်ဖြစ်ရင်သွေးလေးကိုပိုင်ဆိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ဒီချစ်စရာကောင်းတဲ့စုံတွဲလေးရဲ့ဘဝလေးကိုနောက်ထပ်ပျော်ရွှင်မှုတစ်ခုထပ်မံရောက်ရှိလာခဲ့ပြန်ပါပြီ။ဟုတ်ပါပြီ။ အဆိုတော်ဖြိုကြီးနဲ့ဇနီးဖြစ်သူမခိုင်မမို့သိတို့ဟာသူတို့ရဲ့ရင်သွေးဦးချစ်စရာသမီးရနာလေးကိုယနေ့စက်တင်ဘာလ25ရက်2025မှာအောင်မြင်စွာမွေးဖွားတန်ဆင်ခဲ့ပြီးဖြစ်ကြောင်းလူမှုကွန်ရက်ကနေတရားဝင်ကြေညာလိုက်ပါရီသမီးလေးကိုဖြိုးရတော်လို့အမည်ပေးထားပြီးအင်္ဂလိပ်လိုတော့ Sapphire ဆိုတဲ့အဓိပ္ပာယ်ရတဲ့နာမည်လေးကိုပေးထားပါရီဇနီးတဲ့ရင်စိန်ချောင်းမြင့်ရနာလုပ်ငန်းကိုအစွဲပြုပြီးတော့သမီးလေးကိုတန်မိုးကြီးချောင်းမြင့်နာလေးတစ်ခုအဖြစ်တင်စားမိခေါ်ထားတာဟာတကယ့်ကိုအဓိပ္ပာယ်ရှိပြီးတော့ကြည်ညိုစရာကောင်းလာပါရီ ဖြူကြီးတို့ဇနီးမောင်နှံတယောက်ကတော့သူတို့ရဲ့ပထမဆုံးရင်သွေးလေးဖြစ်တဲ့တမီးလေးကိုချစ်မွားဖြစ်နေကြပြီးသူတို့ဘဝရဲ့အကြီးအမားဆုံးသောလက်ဆောင်တစ်ခုဖြစ်ပျော်ရွှင်ကြည်ညိုနေကြပါရယ်အဆိုတော့ဖြူကြီးကတော့သူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတမီးလေးရဲ့ဖွားမြင်ခြင်းတွေဝမ်းသာပီတိစကားနဲ့အတူအသက်နဲ့ခန္ဓာကိုစိတ်ချယုံကြည်စွာအံ့နံကြရယ်ဆရာဝန်ကြီးတွေနဲ့စီယုံကိုလေးဂျေစုတင်ကအခုလိုပဲရေးသားထားပါရယ်ရှင်ယနေ့25ရက်ကိုလာ2025ရဲ့နေ့မှာတမီးလေးဖြူရက်တော့ ဆက်ဖိုင်ယာအောင်မြင်စွာမွေးဖွားတန်းစင်ပေးပါသောဆရာဝန်ကြီးများ OG Professor Dr. ခင်မေသိန်း Associate Professor Dr. ခိုင်ဆန်းမြမေစည်းဆရာဝန်ကြီး Dr. ဆွဆွေဝင်းကလေးထုကုဆရာဝန်ကြီး Dr. တင်မိုးပြူ Dr. ရမုံဦးတို့နဲ့ အာယူဇေယောမှာတာဝန်ခံများဆောင်းဝင်းဆရာမများအားလုံးကိုထူးကျေးဇူးတင်ပါတယ်ခင်ဗျာဆိုပြီးရောရေးသားကြပါရရှင်အဆိုတော်ပြောကြည့်တယောက်ကတော့ငွေချေဦးနဲ့ပြန်လေးစုံစည်းပြီးတော့တာယာတဲ့အိမ်တော်ရေးကိုတိဆောက်နိုင်ခဲ့တဲ့ပြင်အခုဆိုရင်ချစ်စရာကောင်းတဲ့သမီးလေးရဲ့ဖခင်တရားဖြစ်လာခဲ့ပြီမလို့သူ့ဘဝကအရာရာပြည့်စုံသွားခဲ့ပြီလို့ဆိုရမှာပါပရိသတ်တရားလေးအချိန်တော်ကြာပြောက်ွယ်နေခဲ့တဲ့သူတို့ချစ်တဲ့နုပညာရှင်တရားအခုလိုပျော်ရွှင်နေတဲ့မိသားစုဝါလေးကိုပိုင်ဆိုင်ရတဲ့တွေအတိုင်းမသိဝမ်းသာနေပါရီ comment မှာဆိုတော့ပျော်ကြည်ကိုဇနီးမောင်နှံနဲ့သူတို့ရဲ့တမီးရတနာလေးဖြိုးရက်တော့အတွဲဆူတောင်းစကားလေးတွေရေးသားပေးခဲ့ပါအောင်ရှင်ဟင်းဝင်းရနဲ့ဆိုပြစီရင်မင်္ဂလာပွဲမှာတိဆူဖြောပြေးတော့မဲ့ဒိတ်ဒိတ်ချင်းဆိုတော့၃ယောက်မင်္ဂလာပွဲပြည့်တဲ့ချင်းဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့ပွန်လုံးရိုက်နေတဲ့သတင်းတွေကတော့ ပြည်သူ့ချင်းလူညာရှင်စုံလေးဖြစ်တဲ့ဟင်းဝင်းရဲနဲ့စုပြည့်စင်တို့ရဲ့မင်္ဂလာပွဲကြောင့်ပဲဖြစ်ပါတယ်။ခုဆိုရင်ဟင်းဝင်းရဲနဲ့စုပြည့်စင်တို့ဟာမြန်မာပြည်ရဲ့ဒိဋ္ဌိကျဲဆိုတော့၃ရောင်ကိုသူတို့မင်္ဂလာပွဲမှာတချင်းဆုပ်ဝန်းငိုင်းရင်ထားတာပါ။ခုဆိုရင်လက်ထပ်ခွင့်တောင်းတဲ့ပွဲမှာဝစ်စင်ခဲ့တဲ့ fashion တွေကြောင့်ဟင်းဝင်းရဲရောစုပြည့်စင်မှာဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဟင်းဝင်းရဲလက်စွပ်ကိုဂျီရိုနဲ့နဲ့တူရင်းရွှေပစုံဆိုင်ကကိတ်နဲ့တူရင်းဆိုပြီးတော့ပြောနေကြလို့အဓိကဝေဖန်သူတွေနဲ့ပြတ်မှတ်ခံရတာကတော့သူတို့သမီးတော်စုပြည့်စင်ပါပဲ။ အကယ်ဒမီဆိုရှင်မင်းမီးပြောင်းဖြစ်ပေမဲ့ fashion နဲ့ပတ်သက်ရင်ကံမကောင်းဘူးလို့ပြောစမှပြောလောက်အောင်သူမရဲ့ဝတ်စုံကိုခြံစည်းရုပ်ကွက်ခြံအောင်ဆောင်ကျဲဥဆောင်နေတဲ့ခိုင်းနိုင်ပြီးတော့လူတွေကဝိုင်းပြီးပြောဆိုခင်းကြပါတယ်လက်ထံခွင့်တောင်းနဲ့ဒီလောက်ခွန်းနေရင်မင်္ဂလာဝဲဘလို့ဖြစ်မလဲဆိုပြီးတော့စိုးရိမ်ကြီးနေစောင့်ကြည့်နေကြတဲ့ပရိသတ်တွေကလည်းအများကြီးပါပဲဒီလိုလူစိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်နေတဲ့အချိန်မှာခိုင်းဝင်ရတဲ့ဆိုပြည့်စင်တော်ရဲ့မင်္ဂလာပွဲမှာဖြတ်ပြဖို့တိတ်ဆန်သွားတဲ့ဒိဋ္ဌိကျဲဆိုတော့၃00ရေးစင်းက online မှာကို ပေါကြလာခဲ့ပါတယ် ဒီစင်းကိုမြင်လိုက်ရတဲ့ပရိသတ်တွေကတော့သူတို့ရဲ့မင်္ဂလာဝဲဟာ fashion ဘယ်လိုပဲဖြစ်ဖြစ်ကျော်ပြင်းအပိုင်းမှာတော့တမိုင်းတင်လောက်ပွဲစီတော့မယ်ဆိုပြီးတခဲနဲ့မှတ်ချက်ပေးနေကြပါတယ်။ gain အဲ့ဒီဆိုတော့တောင်ရကဘသူရီလင်းဆိုတော့တယောက်ချင်းစီကိုကြည်လိုက်ကြအောင်နော်။နံပါတ်၁ဖြူဖြူထွဲခေါ်ဆယ်လင်းနာထွေမန်ပထမအုံဆုံးတယောက်ကတော့ social media ဘီယံမှာပရိသတ်တွေရဲ့ချစ်တော်ဖြူဖြူထွဲမန်ဖြစ်ပါတယ်။ ဂျက်စတင်မိပါရင်ဘေဘီတချင်းနဲ့တနိုင်ငံလုံးကိုအကြိုက်တွေ့သွားစေခဲ့တဲ့ဖြူဖြူချွေးဟာခုနောက်ပိုင်းမှာလဲကဘာကျော်ဆိုတော့ဆလီနာဂိုမန်ရဲ့ Black Pin နဲ့ Ice Cream တချင်းလေးကိုဘောလုံးမောက်ခါတီးဆိုထားတာကြောင့်ဆလီနာဒရမတ်ဆိုပြီးနာမည်ပြောင်းပြီးတော့ထပ်မံနာမည်ကြီးနေသူပါသူ့ရဲ့အားပါတဲ့အဖျော်ပြင်းမှုတွေပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့ stage show တွေကြောင့်ဟင်းဝင်ရတဲ့ဆိုပြည့်စင်တို့ရဲ့မင်္ဂလာပွဲမှာလူငယ်ရင်းချောင်းမှာပို့ပြီးတော့အပြောများမင်းပွဲတစ်ပွဲဖြစ်လာမှာပါနံပါတ်1ကိုစိုးကြီးနဲ့သူ့ရဲ့ဖုန်း ဒုတိယတယောက်ကတော့တာမန်ဆိုတော့တယောက်မဟုတ်ပါဘူးသူရဲ့တခြင်းဟာဆေးဘက်ဝင်တယ်လို့တောင်တင်စားခေါ်ရတဲ့ကိုစုံကြီးပဲဖြစ်ပါတယ်ကိုစုံကြီးရဲ့တယ်လီဖုန်းတခြင်းဟာအင်တာနက်ပေါ်မှာတောင်းပြီးလို့ပြန်နေပြီးသူရဲ့တခြင်းတွေကိုဇာရင်နေမကောင်းတဲ့သူတွေကောင်နေပြန်ကောင်းလာတယ်အိမ်ရတဲ့လဲနေတဲ့အဖိုးတွေဖွားနေတော့မတက်ထားရနိုင်ကြတယ်စကားမပြောနိုင်တဲ့သူတွေတောင်စကားပြန်ထပြောနေဆိုပြီးချစ်စနိုးနဲ့နောက်ပြောင်ရေးတားနေကြတာပါအဲ့လိုအစွမ်းထက်တဲ့တယ်လီဖုန်းတစ်ချင်းကိုမင်္ဂလာပွဲမှာတိုင်းရိုက်ကြားရမယ်ဆိုတော့ပွဲလာတဲ့ပရိသတ်တွေအားလုံး ကျမ်းမာပြောရှင်ပြီးတော့ပြန်ကြာမှာတေးချပါမယ်။နံပါတ်3ချိုစင်မာလင်းဆန်နောက်ဆုံးပြောက်ကတော့ဒီနှစ်ပိုင်းအတွက်မှာပဲတနင်္ဂနွေနေ့နှလုံးသားကိုတင်ပိုက်သွားရင်အန်တီချိုစင်မာလင်းဆန်ပဲဖြစ်ပါတယ်။အသက်90ကျော်မှာနုပညာလမ်းကြောင်းပေါ်မှာဝဝကွဲအောင်အောင်မြင်လာခဲ့တဲ့သူမရဲ့အကြည့်လေးများအပြုံးလေးများအချိန်လာထောက်တခြင်းဟာလူကြီးလူငယ်မြေလိုက်ဆိုနိုင်တဲ့နိုင်ငံကျော်တခြင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။သူမရဲ့ပင်ကိုဟန်မြမဆန်းဆန်းအကောင့်စတိုင်နေနဲ့အာမန်ပါတဲ့အတန်တွေကြောင့်ပရိသတ်တွေကအားပေးချစ်ခင်နေကြတာပါ။ မင်္ဂလာပွဲကိုတက်ရောက်လာမဲ့လူကြီးပိုင်းတွေအတွက်ရောမြန်မာအသံစင်ကိုခုံပင်ကြသူတွေအတွက်ပါအန်ဒီဆိုရင်ဖြည့်ပြင်းမှုတွေကအကောင်းဆုံးဖြစ်မှာပါဒီလိုမျိုးမတူညီတဲ့ပြိသက်အလွာသုံးလောက်ကိုစားပြရင်ကိုပိုင်ပြိသက်အားရခိုင်မာစွာရည်တည်နေတဲ့ညဉ့်ညာရှင်တောင်းရောက်ဟာဟဲဝင်ရနဲ့ဆွေပြည့်စင်တို့ရဲ့မင်္ဂလာပွဲမှာပါဝင်ဖြည့်ပြင်းမယ်ဆိုတဲ့သတင်းတွေကြောင့်ပြိသက်တွေအားလုံးကတော့ဝမ်းသာလုံးဆိုပြီးတော့သူတို့ရဲ့မင်္ဂလာပွဲကိုအရင်ကထပ်ပေါ်ပြီးတော့မျှော်လင့်ကြီးနဲ့ဆောင်စားနေကြပါပြီ fashion ဝေဖန်မှုတွေဘယ်လိုပဲရှိနေပါစေ ဒီဖြောင်ပြင်းရေးစီစဉ်တဲ့ကြောင့်သူတို့ရဲ့မင်္ဂလာဝဲအားလုံးရဲ့ပါဇက်ဖြားမှာရေပန်းစားမဲ့မင်္ဂလာဝဲတစ်ခုဖြစ်လာမှာသိကြပါမယ်။ပရိသတ်တွေကရောဒီဆိုရော်တွေကိုဘလို့မြင်လဲဆိုတာပြောပြသွားကြပါအောင်ရှင်။ကျင်းနဲ့တော့ရမှာကြောင်းမတက်ဖ ೇನೆ လေလုံးနေရပါမယ်။ဘာသာစကားမျိုးစုံကိုပြောတတ်နေတဲ့ပိုင်းတိုင်းသားမာကီ အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမတို့ရဲ့ page တွေကနေပရိသတ်ကြီးတွေကို အားသိစေမယ့်တစ်ချိန်တည်းမှာပဲအတွေ့အကြုံကိုရသွားစေမယ့်လူငယ်လေးတယောက်ကြောင့်ကိုပြောပြချင်ပါတယ်ရှင်ခုခေတ်မှာလူငယ်တွေအတွက်ဘာသာစကားမျိုးစုံကိုတက်ကြွမှုကအရင်ကိုအရေးကြီးလာပါတယ်ထို့သဖြင့်တော့အင်္ဂလိပ်တရုတ်ဂျပန်လိုဘာသာစကားတွေကကိုယ့်ရဲ့လောကကြီးခွင်လွှမ်းအတွက်ရောဘောဓုတရှာပြီးဖို့အတွက်ပါမရှိမဖြစ်လိုအပ်လာတာအားလုံးအသိပါပဲဒီလိုဘာသာစကားတွေတက်မြောက်ဖို့အတွက်မျိုးပေါ်ကနေလူငယ်တွေဟာ ဝေကုံကြီးကြခံပြီးတော့တင်းတန်းတွေတက်ကြရင်အရင်ချင်းပြစ်ပြီးတဲ့ဆရာတွေနဲ့တင်းယူကြရင်ဒိုင်မန့်တော်တော်များများဟာဘာသာစကားတစ်ခုကိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ဖို့ကရုန်းကန်နေရစေပါဒိုင်မန့်ရှမ်းပြည်နယ်ကကျေးလက်တောရွာလေးတစ်ခုမှာကျောင်းတော်ပုံမှန်မတက်နိုင်ဘဲနဲ့နေစဉ်နှွားကြောင်းရင်ဘဝကိုဖျက်ဆီးနေရတဲ့ကောင်လေးတစ်ယောက်ကတော့ဘာသာစကား၅မျိုး၆မျိုးကိုရေးလျောင်ပြောနိုင်စုံနိုင်နေလို့အင်တာနက်ပေါ်မှာရေးပန်းစားနေတာပေါ့ဒီကောင်လေးကဘာလို့လဲ"သူကဘလို့တင်ယူခဲ့လဲ"ဆိုတာအရန်ကိုစိတ်ဝင်စားဖို့ကောင်းပါရဲ့ရှင်။ ဒီပါရမီရှင်လေးရဲ့နာမည်ကတော့မာကီးလို့ခေါ်ပါတယ်။သူကပိုင်းတိုင်းသားလေးတစ်ယောက်ပါ။သူရဲ့နေ့စဉ်ဘဝကရိုးရှင်ပါတယ်။မနက်လေးလိုက်နွားရီနဲ့တူလက်ခွဲနေတောင်တန်းနေစီထွက်ရတယ်။စာတင်ကျောင်းနဲ့ခုံနံပါတ်နေနဲ့သူကအလန်းဝေးခဲ့ရတာပေါ့။ဒါပေမဲ့သူရဲ့စိတ်ထဲကကြိုးစားအားထုတ်မှုတွေကတော့ပေါက်ခတ်ထားတဲ့စာတင်ငန်းတွေထက်ကိုအများကြီးကိုချေပြန့်ခဲ့ပါတယ်။မာကီးဟာအင်တာနက်ပေါ်မှာဂျပန်စကားတရုတ်စကားအင်္ဂလိပ်စကားကိုရီးယားစကားနဲ့ထိုင်းစကားတွေကိုသူ့ဘာသာသူလေ့လာခဲ့တာပါ။ နွားချောင်းရင်နဲ့ရောက်လာတဲ့အောင်းလင်ချီလေးတွေမှာဖုန်းလေးတစ်လုံးနဲ့ကမာကြီးကိုချိန်ဆက်ပြီးဘာသာစကားတွေကိုတစ်လုံးချင်းတစ်ချောင်းချင်းသင်ယူခဲ့ပါတယ်။အောင်းဖို့ကောင်းတာကသူဟာဒီဘာသာစကားတွေကိုရိုးရိုးလေးပြောတတ်တာမဟုတ်ပါဘူး။အင်တာနက်ပေါ်မှာပြန့်နေတဲ့ဗီဒီယိုတွေမှာဆိုရင် မာကီကလေမင်းကြီးအင်္ဂလိပ်သချင်းဂျပန်သချင်းကိုရီးယားသချင်းတွေကိုအတန်ထွက်ပြပြတသားနဲ့စူပြနိုင်တာကိုတွေ့ရပါတယ်။သချင်းစုံနိုင်ရုံသာမကပဲနဲ့သချင်းရဲ့အတိတ်ဘယ်ကိုပါနားလည်ပြီးမြန်မာလူကိုပြန်ရှင်းပြနိုင်ပါသေးတယ်။ ဒါဟာသူဘာသာစကားတွေကိုဘယ်လောက်ထိနည်းနည်းနည်းလေ့လာထားရဆိုတာကိုပြသနေပါတယ်။မာကီးရဲ့ဒီလိုထူးခြားတဲ့ရည်ချင်းတွေကြောင့်ဆိုရှယ်မီဒီယာမှာသူ့ကိုချီးကျူးတဲ့သူတွေအားပေးတဲ့သူတွေအများအပြားပေါ်ထွက်လာခဲ့ပါတယ်။မြို့ပေါ်မှာတင်းနန်းပေါင်းစုံတက်နေတယ်။ငါတို့တောင်တလောက်မရဘူး။တကယ်ကိုလေးစားစရာပဲ။နိုင်ငံတော်ကချီးမြှောက်တဲ့ပါရမီရှင်ပါပဲဆိုပြီးတော့မှတ်ချက်တွေနဲ့သူရဲ့စူးစမ်းမှုတွေကိုအတိအမှတ်ပြုပေးခဲ့ကြတာပေါ့။ဒီဖြစ်ပျက်ကကျမတို့ကိုသင်ခန်းစာတစ်ခုပေးနေပါတယ်။တကယ်တော့အောင်မြင်ဖို့တစ်ခုခုကိုတက်မြောက်ဖို့ဆိုတာက နေရာဒေတာ အခွင့်အရေးဆိုတာထက်ကိုရိုင်းရင်မလျှော့သောဇွဲလုံးလားနဲ့စ조사အထုတ်မှုတွေကပို့ပြီးတော့အရေးကြီးတယ်ဆိုတာပါပဲမာကီဟာပညာသင်ကြားခွင့်အပြည့်အဝမရခဲ့ပေမယ့်သူ့ဘဝအရှုံးမပေးဘဲနဲ့သူ့ရဲ့ပတ်ဝန်းကျင်ကရနိုင်တဲ့အရင်းမြစ်လေးတွေကိုအကောင်းဆုံးအသုံးချပြီးတော့အောင်မြင်မှုတွေကိုတည်တည်ပြနိုင်ခဲ့တာပေါ့ဒါကြောင့်အခုခေတ်လူငယ်တွေအနေနဲ့အခွင့်အရေးတွေအစစ်မပြေမှုတွေကိုအကြောင်းပြမနေတော့ပဲပိုင်းတိုင်းသားနှောင်းချောင်းသားလေးမာကီကိုအတူယူတင်ပါတယ် ကမ္ဘာရှိတဲ့ internet phone line တစ်လုံးနဲ့တော့ကမ္ဘာနဲ့ချီတဲ့ပညာရေးတွေကိုတင်လို့ရနိုင်ရဲ့ခကြီးရဲ့မှာမကီလိုမျိုးစူးစမ်းမယ်ဆိုရင်ဘသူမစောအောင်မြင်နိုင်နေဆိုတဲ့အကြောင်းလေးကိုဒီနေရာကနေကျမအားပေးတိုက်တွန်းလိုက်ပါရစေအခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရွာမှာလဲလုံသွားကြရင်ဘာသာစကားမျိုးစုံပြောနိုင်တဲ့လူငယ်လေးကိုဘယ်လိုမြင်ကြလဲဆိုတာပြောသွားကြပါဦးရှင်